င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့တကောင်းမြို့ကို PDF ဖူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်လိုက်ပြီဆိုပါတယ်မြန်ပိုင်းကြီးတော်မဟာမိတ်တုံးဘွဲကအပိနေခံမြန်မာပြည်သူလူထုတရက်လုံးလိုလာတဲ့နိုင်ငံရေးရည်မှန်းချက်တွေအကောင့်ထဲပေါ်လာစေရေးအတွက်တသွေးတဲ့တသားတဲ့အတူတူရှိနေမယ်လို့တရားဝင်အတိပေးထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးခြင်းတင်ကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့တကောင်းမြို့ကို PDF ပူပေါင်းတက်တွေကအပိသက်သိမ့်ပိုက်လိုက်ပြီလို့ MG ကာကွယ်ရေးဝန်ကြီးဌာနရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ်။ဩဂုတ်လ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖက်စကောင်းစီတက်အင်အားတရားဝင်းကျင်လောက်တာကျန်တော့တဲ့တကောင်းမြို့ကို PDF ပူပေါင်းတက်တွေကအပိသက်တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးစစ်ကောင်းစီတက်သားစစ်သုံးမန်းတွေလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့လက်နက်ခဲရဲ့အမြောက်များကိုလည်းသိမ်းဆီးရရှိထားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ တကောင်းမျိုးကိုတော်လန်ရေးတက်တွေကအပိသက်ထိန်ချုပ်လိုက်ပြီးမြို့ပေါ်မှာဟိုကက်ဒီကက်လောက်နေတဲ့စစ်ကောင်စီလက်ပါစီပြူစောထီတွေလည်းအကုန်လုံးထွက်ပြေးကုန်ကြသလိုအသေးစိတ်ကိုတော့သဆိုင်ရာကနေအတိအကျထုတ်ပြန်ပါလိမ့်မယ်လို့တော်လန်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကလည်းတရုတ်ရင်းနှီးမြှုပ်နှံမှုတကောင်းနီကယ်စက်ရုံကို PDF ပူပေါင်းတက်တွေကသိမ်းပိုက်ထိန်ချုပ်ပြီးတဲ့နောက်အဲ့ဒီတကောင်နီကယ်စက်ရုံအတွက်တရုတ်နိုင်ငံကပါအယုံကြည်အစိုးရကိုဆက်သွယ်ဆွေးနွေးမှုတွေရှိလာခဲ့တယ်လို့အခုခါမှာတော့ တကောင်းမြို့တစ်ခုလုံးကို PDF ပူပေါင်းတက်တွေကအပိသက်သိမ့်ပိုက်ရရှိသွားပြီလို့သိရပါတယ်ခင်ဗျာတဆက်ထဲမှာပဲမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကအပိနိုင်ခံမြန်မာပြည်သူလူထုတရက်လုံးလိုလာတဲ့နိုင်ငံရေးရီမန်းချက်တွေအကောင့်ထဲပေါ်လာစေရေးအတွက်တသွေးတဲ့တသားတဲ့အတူတူရှိနေမယ်လို့ဩဂလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရက်ဝင်အတိပေးထုတ်ပြန်လိုက်ပါတယ်လက်ရှိ2020စစ်စင်ရေးနေတဲ့အတူ မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့ကိုထောက်ခံအားပေးကြတဲ့အဖိနှိတ်ခံမြန်မာပြည်သူလူထုတရလုံးကိုလည်းလေးလေးနက်နက်ကျေးဇူးတင်ရှိတဲ့အကြောင်းကိုထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။ဒါအပြင်မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့အနေနဲ့လက်ရှိစစ်စင်ရေးရီမန်းချက်လက်ကျန်တွေနဲ့အတူအဖိနှိတ်ခံမြန်မာပြည်သူလူထုတရလုံးလိုလာတဲ့နိုင်ငံရေးရီမန်းချက်တွေကိုအကောင့်ထဲပေါ်လာစေဖို့အတွက်တသွေးတဲ့တသားတဲ့အတူတူရှိနေတဲ့အကြောင်းကိုလည်းပြည်သူလူထုကိုထပ်မံအသိပေးအပ်ပါတယ်လို့ညီတော်မဟာမိတ်သုံးဘွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိကိုကန့်တအန်းနဲ့အာရခအဖွဲ့ဇီးတို့ပါဝင်တဲ့ညီတော်မဟာမိတ်သုံးဘွဲ့ရဲ့2029စစ်စင်ရင်းတဲ့အတူရရှိလာတဲ့အောင်မြင်မှုတွေမြို့သိမ်းတိုက်ပွဲတွေအပေါ်ဂုံပြူလွှာတွေပေးပို့လာကြတဲ့အဖွဲ့ဇီးအသီးသီးနဲ့ဂုံပြူစကားပါပေးကြတဲ့လူပုတ်ကိုအသီးသီးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်လို့ညီတော်မဟာမိတ်သုံးဘွဲ့ကထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်ခင်ဗျဒီတခါချင်းပြည်နယ်ဘက်မှာတော့ ဟာကာတန်ဒလန်လက်မော်မှာရှိတဲ့အကျန်းဖက်စစ်ကောင်စီတပ်စကန်ကိုချင်းတော်လန်ရေးတပ်တွေကတတ်မှန်သိမ့်ပိုက်လိုက်ပြီးစစ်ကောင်စီတပ်သားမသာအလောင်း၁၀လောင်းနဲ့အတူလက်နက်၁၇လက်ကိုပါသိမ်းဆည်းရရှိခဲ့တယ်လို့စီတဲ့ဟာကာတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရင်ကုန်ခေတ်တွေကိုပြောပါတယ်။အော်ဂိုလာ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲဟာကာတန်ဒလန်လက်မပေါ်ကဟာကာမြို့နယ်တိမြင့်ချောင်းကြားမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီတပ်စကန်ကိုချင်းတော်လန်ရေးတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ်။အဲ့ဒီစကန်သိမ်းတိုက်ပွဲအတွင်း စကန်နဲ့မစကောင်စီတတမသာလောက်၁၀လောက်နဲ့အတူလက်နဲ့၁၇လက်နဲ့ခဲယန်တွေကိုပါတင်းစီရရှိခဲ့ပြီလက်ရှိမှာလည်းနောက်ထပ်ကြက်နေသေးတဲ့စကောင်စီတစကန်တွေကိုချင်းတော်လေးပူပေါင်းတက်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လဲစီတဲ့ဟာခါတက်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းက TNL သိမ့်ပိုက်ထားတဲ့နမ်ဆန်မြို့နယ် PDF တက်ဖွဲ့တွေအသာစီးနဲ့ထိန်းချုပ်နိုင်ပြီဖြစ်တဲ့တပိတ်ချင်းမြို့နယ်တွေကို အကြံပတ်စစ်ကောင်စီကညတကောင်းရဲ့အချိန်မှာတိုက်လိရင်နဲ့ဘုံလာကျဲသွားတယ်လို့ TNL ကနေသတင်းထုတ်ပြန်ထားပါတယ်။အောက်ကလာစနေနေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ TNL ထိမ့်ချုပ်ထားတဲ့နမ်ဆန်မြို့ကိုအကြံပတ်စစ်ကောင်စီတပ်ကတိုက်လိရင်နဲ့လာပြီး၃ချိန်ဘုံကျဲတိုက်ခိုက်သွားပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်ဖော်ပြပေးသွားပါမယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်း PDF ပူပေါင်းတပ်တွေအသားစီးနဲ့ထိမ့်ချုပ်ထားပြီးဖြစ်တဲ့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကိုလည်း မနေ့ကညပိုင်းမှာပဲအကြံဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားတယ်လို့အဲ့ဒီမှာကလက်တလောဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်နေတဲ့အတွက်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရသေးဘူးလို့လဲတော်လိုင်းရဲ့သတင်းရှိမိကပျော်ထားပါသေးတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာ73စီပြက်လက်မှုအခြေအနေတွေဆိုးရွားနေပြီရန်ကုန်မှာရှိတဲ့73စီဆိုင်တွေရှေ့မှာ73စီရဖို့တချို့ကညအိတ်ဆောင်ပြီးတော့ကိုတန်းစီနေရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကစပြီးပြည်တွင်းမှာ73စီပြက်လက်မှုအခြေအနေတွေစတင်ဖြစ်ပေါ်ခဲ့ရတာကနေအခုရပ်ပေါင်း20ဝန်းကျင်ရှိလာတဲ့အချိန်73စီပြက်လက်မှုဟာပြည်လည်မှုမရှိသေးပဲတနေ့တခြားပို့ပို့ဆိုးလာနေတယ်ဆိုပါလေအခုအခေါ်လာဒုတိယအပတ်မှာနေ73စီပြက်လက်မှုအခြေအနေတွေကပို့ဆိုးလာပြီးတချို့ဆို73စီရဖို့အတွက်စီဆိုင်တွေရှေ့မှာညအိတ်တန်းစီစောင့်ဆိုင်နေရတဲ့အထိဖြစ်ပေါ်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ရန်ကုန်မြို့မှာဆိုရင် မနက်နှစ်နာရီထပြီးစီရောက်ဖို့တန်းစီရတဲ့သူဟာသူ့ရဲ့အရှိမကြိုပြီးတန်းစီနေတဲ့သူတွေရှိလို့သွားမေးကြည့်တော့တချို့ကားတွေကအိမ်မပြန်မဲညအိပ်ပြီးတော့ကိုတန်းစီနေကြတာဖြစ်တယ်လို့ရန်ကုန်မြို့နယ်ပြည်သူတို့ကပြောထားပါတယ်အလားတူနေပြည်တော်နဲ့မန္တလေးကပြည်သူတွေကလည်း73စီရဖို့စီဆိုင်တွေရှိမှမနက်စောစောထပြီးတန်းစီနေရတဲ့အကြောင်းနဲ့စီဆိုင်တွေကနိုင်အနေငယ်သာရောင်းပေးပြီးစီကုံသွားပြီလို့သာပြောနေတဲ့အတွက် ပြင်ပကမှောင်ခိုးစည်းဆိုင်လေးတွေမှာ73စီကို1လီတာ8000 1000ပေးပြီးဝယ်သုံးနေရတယ်လို့မန္တလေးမြို့နယ်ပြည်သူတို့ကပြောထားပါသေးတယ်။ဒါအပြင်ပြည်ဦးလွေမြို့မှာဆိုရင်လည်း73စီရဖို့နေတိုင်းတန်းစီနေရပြီးစီဆိုင်တွေကအကန့်အသတ်နဲ့ရောင်းတာတောင်နေ့စဉ်3နာရီလောက်သာစီရောင်းပေးပြီးတာနဲ့စီကုံသွားပြီလို့သာပြောနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ။ဟုတ်ကဲ့ Takar